ဒီနေ့ညနေ6:00နာရီတိငလင်တန်ကြောင့်တေဆုံးဒဏ်ရာပျောက်ဆုံးစီးရင်နေတဲ့တေဆုံးသူ3564ဦးဖြစ်ပါတယ်ဒဏ်ရာရရှိသူ9012ဦးဖြစ်ပါတယ်ပျောက်ဆုံးသူ210ဦးဖြစ်ပါတယ်နိုင်ငံတကာမှကုညီကယ်ဆယ်မှုများအနေနဲ့နိုင်ငံ20မှလေရင်ခောက်ရီ88စင်းတမော9စင်း ကားချောက်ချင်းချင်းစင်းနဲ့ကျွန်တော်တို့ကုညီကယ်သေးပစ္စည်းများဝန်ထမ်းများပို့ဆောင်ပေးနေခဲ့ပါတယ်။ကုညီကယ်သေးဝန်ထမ်း1938ဦးထောက်ပံ့ပစ္စည်း1198တန်းကျော်နဲ့ကယ်ဆေးပစ္စည်း844တန်းကျော်ရောက်ရှိပြီးဖြစ်ပါတယ်။ဒီနေရာမှာတချို့သော ကောလာဟာလထုတ်လွှင့်မှုပြည်ပြမီဒီယာများရဲ့ထုတ်လွှင့်မှုများအနေနဲ့ဒီကယ်ဆေးရေးအဖွဲ့တွေ ပြန်ကြမယ်ကယ်ကယ်ဆေးရေးဖွဲ့တွေမြန်မာနိုင်ငံခွင့်မပြုလို့ပြန်ကြမယ်ဆိုတာကို PBS မီဒီယာတွေကတော့ထုံးစံတိုင်းပါပဲအချိန်ကြိုက်ထုတ်လွှင့်နေတာမျိုးတွေရှိပါတယ်အဲဒီဟာနဲ့ပတ်သက်ပြီးတော့ကြောင်းပြည်သူလူထုများနားလည်အောင်ကျွန်တော်တို့ရှင်းလင်းတင်ပြပါမယ်ကယ်ဆေးရေးအဖွဲ့တွေကဒီငလင်းဘေးဒဏ်ခံစားရတဲ့နေရာမှာသူ့ရဲ့အဆင့်လိုက်ပဲအလုပ်လုပ်ပါတယ်အဆင့်1နဲ့3လေးစသဖြင့်အဆင့်1အနေနဲ့ကသူကကျွန်တော်တို့ ကယ်ဆေးလုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာအသက်ရှင်လျက်ကြံရှိသူတွေကိုအများဆုံးကယ်ထုတ်နိုင်ဖို့လှုပ်ဆောင်တာဖြစ်ပါတယ်အသက်ရှင်လျက်ကြံထုတ်ကြံရှိသူတွေကိုကျွန်တော်တို့ကယ်ဆေးလုပ်ငန်းများကျွန်တော်ဆောင်ရွက်ပြီးဖြစ်ပါတယ်အဲနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ငလင်းလှုပ်ပြီး6ရက်အကြာမှအသက်ရှင်လျက်တွေ့ရှိရတဲ့သူတူရှိပါတယ်ဒီနေ့ကျွန်တော်နိုင်ငံတော်ဝန်ကြီးချုပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ ခီးစင်မှာလဲစကိုင်းမှာကျွန်တော်တို့ဆေးရုံမှာတွေ့ခဲ့ပါတယ်ဒါမင်းကြီးမျိုးမှာတာဝန်ထမ်းဆောင်နေတဲ့အကြောင်းဆရာတူပေါ့သူဒီစကိုင်းမှာပညာရေးဆိုင်ရာသင်တန်းတစ်ခုလာတရင်နဲ့ဒီပိတ်မိနေတာဖြစ်ပါလေတဲကိုရေးနေရာတစ်ခုမှာပိတ်မိနေတာဖြစ်ပါတယ်သူ့ကိုကျွန်တော်တို့အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပါတယ်အခုအချိန်မှာတော့ကျွန်တော်တို့က ယ်ဆယ်ရေးလုပ်ငန်းများပြီးဆုံးပြီးတော့ကျွန်တော်တို့စောင်းအောင်ဒီရှင်းလင်းရေးလုပ်ငန်းတွေစောင်းရွက်နေရဖြစ်ပါတယ်ပြီးရင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကျွန်တော်စောင်းရပါမယ်နိုင်ငံတော်အစိုးရနဲ့စေစားရှင်လှူစားပြည်သူတွေနိုင်ငံတကာအကူအညီတွေနဲ့ကျွန်တော်တို့အင်တိုက်အားတိုက်ဆက်လက်စောင်းရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ် အပြည့်ရဲ့စာချုပ်ကိုချိုးဖောက်ခံနေရသည်ဟုစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းဆိုလေကြောင်းမှပုံကျဲနေသည့်စစ်ကောင်စီကရင်းတို့အပြည့်ရဲ့စာချုပ်ကိုချိုးဖောက်ခံနေရသည်ဟုစစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောဆိုသည်အပြည့်ရဲ့ပြည်ဟုကြေညာပြီးနောက်လေကြောင်းမှဆက်တိုက်ပုံကျဲနေပြီးစစ်ကြောင်းထိုးခြင်းများလှုပ်ဆောင်နေသည့်စစ်ကောင်စီကအပြည့်ရဲ့စာချုပ်ကိုချိုးဖောက်၍ရင်းတို့ကိုတော်လှန်ရေးတပ်များကဝိုင်းတိုက်ခိုက်နေကြသည်ဟုဆိုသည်ရင်းတို့၏ဗမော်မှတပ်ဌာနချုပ်နှစ်ခုကို KIA က ဧပြီလ3ရက်နေ့ညနေပိုင်းတွင်စိန်ပြောင်းဖြစ်ပစ်ခတ်ခြင်းဗမော့တက္ကသိုလ်အနီးရှိစစ်ကောင်စီတပ်ကိုလည်း KIA ကတိုက်ခိုက်ခဲ့ပြီးရှမ်းမြောက်နောင်ချုံမြို့နယ်တောင်ခန့်ရှိစစ်ကောင်စီလုံခြုံရေးစခန်းကို KNA PDF တပ်များကလာရောက်ပစ်ခတ်သည်ဟုဗိုလ်ချုပ်စော်မင်းထွန်းကဆိုသည် KMPP ကလည်းဖားဆောင်တွင်ရှိသည့်တပ်ဌာနချုပ်ကိုလာရောက်ပစ်ခတ်ခြင်း AA ကလည်းအေယာဝတီတိုင်းဘက်တွင် လုံခြုံရေးနေရာယူထားသည့်နေရာများကိုလာရောက်ပစ်ခတ်ခဲ့ကြ KNU ကလည်းကတိုင်တီစခန်းကိုလာရောက်ပစ်ခတ်ခဲ့သည်ဟုဆိုသည့်ဗိုလ်ချုပ်စော်မင်းထွန်း၏ပြောဆိုချက်အရစစ်ကောင်စီသည်ရင်းတို့တပ်စခန်းများကိုတိုက်ခိုက်လာခြင်းကြောင့်ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်ဟုဆိုသည့်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဧပြီလ၄ရက်နေ့ထုတ်ပြန်ချက်တွင် အင်အားပြင်းကလေးလှုပ်ခတ်၍ပြည်သူများပေးတဲ့နေချိန်တွင်စစ်ကောင်စီသည်မြန်မာနိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှု48ကြိမ်ပြုလုပ်ခဲ့ပြီးတေဆုံးသူ62ဦးနှင့်ဒဏ်ရာရသူ49ဦးရှိသည်ဟုဆိုသည်ထို့ပြင်မြန်မာနိုင်ငံတဝန်းတွင်စစ်ကောင်စီသည်လက်နက်ကြီးနှင့်ပစ်ခတ်မှု15ကြိမ်ပြုလုပ်ခဲ့ပြီးတေဆုံးသူ9ဦးနှင့်ဒဏ်ရာရသူ18ဦးရှိသည်ဟုထုတ်ပြန်ထားသည် လက်ရှိတွင်အပြည့်ရဲ့စာချုပ်ကိုချိုးဖောက်နေကြသည်ဟုနှစ်ဖက်အပြန်အလှန်ဆွဆွဲ၍တိုက်ပွဲများဆက်လက်ဖြစ်ပွားပြီးစစ်ကောင်စီကလည်းလေကြောင်းတိုက်ခိုက်မှုဆက်လုပ်နေသည်